ားလုံးပဲမင်္ဂလာပါခင်ဗျာယခုတစ်ခေါက်ဖတ်ပြခြင်းတဲ့ဇလံလေးရတော့စာရေးဆရာကျော်လွင်စက်မှုရေးထားတဲ့စပွန်ဆာဆိုတဲ့ဝတ္ထုဇလံတူလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ စပွန်ဆာ ဆရာစိန်ဒိုးစာဖတ်နေခိုက်လမ်းမစီမှာလော့စပီကာဖြင့်ကြော်ညာတန်ကိုကြားလိုက်တဲ့ဖြင့်နားဆွင့်လိုက်မိသည်အထူးသဖြင့်နားမဆွင့်လိုက်ရအချောင်းမှာလော့စပီကာလေးလုံးတက်ထားသောကြော်ညာရင်က သူ့အိမ်ရှိတက်တဲ့တွင် လာ၍ရက်လိုက်ခြင်းကြောင့်ဖြစ်သည်လော့စပီကာတန်မိမြပြင်းမပြင်းကိုသူထိုင်နေသည့်ကလထိုင်ဘေးရှိအိမ်ရှိမျက်နှာစာတန်စကားတစ်ခုလုံးလှောက်ခါရန်သွားသည်ကိုကြည်၍သိနိုင်သည် အမျိုးသားနှင့်ထိမ့်မက်ဖြစ်ကျင်းပမည့်အလှမယ်ပြိုင်ပွဲကြီးကိုတဆောင်မုံးလာလဆန်းဆယ်ရက်ည၈နာရီတိတိတွင်မိုးလုံးလေလုံးအားကစားယုံကြည်၌ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့်ကြွားရောက်ကြည့်ရှုအားပေးကြပါယံလေးစားစွာဖြင့်ဖိတ်မှန်တက ပြုလိုက်ပါれခမညာကျောညာတန်ဆုံးတင်နှင့်မော်တော်ရင်ကရှေ့ကိုဆက်လက်ထွက်ခွာသွားသည်ဖြင့်နာအွဲမသက်ခန်းစားရသောအတံမှတက်တာရပြီဟုတွေးလိုက်မိသည် တို့ရတွင်ဆရာစိန်တို့၏အိမ်နှင့်တိန်ကျော်ချံရှိတွင် မော်တော်ယာဉ်ကိုရက်ကကြော်ညာပြန်သည်ယာဉ်နောက်ဖက်တွင်တက်ထားသော လော့စပီကာနှလုံးဖြင့်ဒုတိယမင်းအတန်ဖြင့်နှိပ်စက်ခြင်းကိုခံရပြန်သည်ကြော်ညာပါအကြောင်းအရာစကားတန်လေးလေးသိန်းကအစအပြောင်းလဲမရှိကွက်တိဖြစ်နေသည့်ဖြစ်ကြော်ညာသည့်လူတော်ပါပေသည်ဟု စိတ်ထဲကကြီးမွန်းမိသည်ဆရာစိန်တို့၏ចောင်းရှိတွင်ចောင်းတက်ចောင်းစင်းချင်း လာရောက်ဈေးရောင်းသောဈေးလဲများကို ပြန်လည်တရေရလိုက်မိသည်ဝါဟာဟာရေခဲချောင်း100တန်ပါတယ်200တန်ပါတယ်300တန်လည်းပါပါတယ်ကလဘဲတုံမွေ့မွေ့လေးပေါ့စီပူပူလေးရပြီကြက်သားပေါ့စီ400ပဲပေါ့စီ200အုံးဒီပေါ့စီ200ဈေးလဲဖြစ်ဈေးရောင်းနေသူက ရောင်းချမိပစ္စည်းကိုအော်ဟစ်ကဈေးကိုရောင်းချနေခြင်းမျိုးမဟုတ်ပဲ အသင့်တွင်းထားသောအတန်ကစောင်းပေါက်ထဲမှအဆက်မပြတ်ဒရဆက်ထွက်လာခြင်းဖြစ်သည်ယခုကြားလိုက်ရသည့်အလှမဲ့ပြိုင်ပွဲကြုံညာကလည်းထိုနည်းတူစွာအတန်တွင်းထားကလော့စပီကာမှထပ်တလဲလဲထွက်ပေါ်နေခြင်းဖြစ်ကြောင်းသတိပြုမိတော်သည်ရင်မောင်းသူကရင်ကိုမောင်းလိုက်ရက်လိုက်လှုပ်ယုံသာကြုံညာစာသားတွင်အလွတ်ချက်ကသူတီးမဟုတ် ရေးထားသောစာရွက်ကိုဖတ်ကကြုံညာနေเสียမလို့အတော့ကို အာညောင်းတတ်တာတလို့ ကြားရသူဖို့အကြောင်းထက်ကနာကြာပြင်းခက်စရာဖြစ်နေသည်ဆရာစိန်တို့ပင်စင်ယူပြီးနောက်ပြန်လည်အခြေချနေထိုင်ရာဇာတိမြို့တွင်ယခင်ယခင်နှင်များစွာကပွဲလန်းတပင်တွင်မလုဖြစ်တာနှစ်နှစ်ချီ၍ကြာခဲ့ပြီဖြစ်ကြောင်းကြားသိရသည်မိတို့ဆိုစီအလှမေပြိုင်ပွဲဆိုတော့ကြိတ်ကြိတ်တို့စီကားမိပွဲမှုသူလဲသွားရောက်ကအားပေးရမှာပဲဟုတွေးလိုက်မိသည်ဆရာကြီးရှိပါသလားခမညာဟု အိမ်ရှိမှခေါ်တန်ကြလိုက်သည်ရှိတယ်ဟေဘယ်သူများလဲဟုဆရာစိန်တို့ကပြောကအိမ်ရှိသူထွက်ကြည့်လိုက်သည်စသူဒီသာကုပွန်လက်မှတ်လာပေးတာပါဟုပြောကနာမည်ရေးထားသောကုပွန်စာရွက်တစ်ရွက်ကိုရက်ွက်ရုံစည်းလေးကထုတ်ပေးလိုက်သည်ဒါကဘာလို့ရမှာလဲကွာဟုဆရာစိန်တို့ကမိသည်တပတ်ခါနေ့လယ်မှာရက်ွက်လိုက်စတုဒီတာပွဲတွေလုပ်ကြမှာ အဲ့ဒီကူပွန်စာရွက်ပြပြီးပစ္စည်းထုတ်ယူရုံပဲဆရာကြီးရက်ွက်ယုံကဆေးရည်လေးပြောတာကိုလှိမ့်ပတ်မလဲတော့လဲကူပွန်စာရွက်ကိုပြောပြီးပြီးကနောက်တအိမ်စီတို့အတော့နှင်သွားတော့ကြောင်းမေးချင်ပင်မရတော့ပြီထို့ကြောင့်စသူတီတာကူပွန်လက်မှတ်နဲ့ဘယ်လိုလုပ်ရမလဲဟုမေးရင်ညီမဖြစ်သူဤအိမ်တို့ထွက်လာခဲ့သည်အိမ်သေးတို့ဝင်လိုက်သည်နှင့်တားမင်းနှောက်ပြစ်တော့ပြစ်တော့စုညာပူညာပြောဆိုနေကြတဲ့ကိုကြားလိုက်ရလေသည် ဟဲ့ဒီသားမီဘာတွေဖြစ်နေကြတာတုံးပြောကောမပြောချင်ပါဘူးအကိုကြီးရဲ့အကြီးကောင်က တချင်းဆိုပြိုင်ပွဲဝင်ပြိုင်မလို့တဲ့အဲ့ဒါသူ့အတွက်အင်ဂျင်ဝက်စာဝယ်ပေးဖို့ပူစားနေတာလေပတ်ဆက်မရှိရတဲ့ကြားတယ်ခုညီမဖြစ်သူကညီးတွားကပြောနေသည်ဟေးတချင်းဆိုပြိုင်ပွဲကဘဲတော့လေဘယ်မှာလဲဟုဆရာစိန်တို့ကမေးလိုက်သည်အမျိုးသားနဲ့ထိမ့်မက်ပွဲပေါ်လုံးကွင်းထဲမှာတပတ်ခါညမှာပြန်ရမယ် စုချင်းငွေကပထမစု6ဒိန်ဒုတိယစု4ဒိန်တတိယစု2ဒိန်နဲ့နှစ်သိန်းစုတွေလည်းပါမယ်ဟုသူတော်မောင်က အားရပါရပြောနေသည်စုချင်းတွေကမနှဲပါလားဟုဆရာစိန်တို့ကအာအာတင့်စွာပြောသည်မိန်စပွန်ဆာက ပပဝတီပိုးထေတိုင်နဲ့ကိုစပွန်ဆာကစူပါစတာဆောက်လုပ်ရေးလုပ်ငန်းတွေဆိုတော့စုတွေကဘယ်သေးပါမလဲစုရရင် အမေပတ်စံကို ပြန်ဆက်မှာပါနော်ဟဲ့ စပွန်ဆာဆိုတာကဘာကြီးလဲဟုအမေဖြစ်သူက နားမလည်ဟန်ဖြစ်တားဖြစ်သူကိုမိသည်ဟာအမေကလေဒီခေတ်ကြီးမှာဒါလေးတော့မသိဘူးလားဟုအမေဖြစ်သူကိုဘယ်ခေတ်မှာနေတာလဲဟုသောအကြည့်မျိုးဖြစ်ကြည့်သည့်တိုင် သူကိုယ်တိုင်လည်းကာကနာနာရှင်းပြနိုင်ဘူးမရပြီကဲ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 ငါခုလာတာက ဟောဒီစတုဒီတာကူပွန်လက်မှတ်နဲ့ဘယ်လိုထောက်ရမလဲလို့လာမေးတာဟုစကားဖြတ်ကပြောလိုက်သည် အကိုကြီးရဲ့ကိုပွန်လက်မှတ်နံပါတ်ကိုရက်ွက်ထဲကလမ်းတွေအလိုက်အိမ်တွေမှာကတ်ထားတဲ့စရင်တွေကိုလိုက်ရှာကြည့်ပြီးနံပါတ်တွေ့တဲ့အိမ်မှာကိုပွန်ပြပြီးထုတ်ယူယုံမဲ့လေ။ဘာပစ္စည်းတွေပေးလဲ။စမ်း၊စီး၊ဆက်ပြား၊ခေါက်ဆွဲ၆ထုပ်၊ကော်ဖီမင့်၊အချိုရည်ဘူး။အဲ့ဒါမျိုးတွေကိုတက်နံသူကတက်နံတလောက်ကျွတ်ကျွတ်အိမ်နဲ့ထည့်ပြီးပေးတာပဲ။ပစ္စည်းကောင်းကောင်းထည့်ပေးတဲ့အိမ်မျိုးနဲ့တွေ့ရင်တော့ကံကောင်းတာပေါ့။ဟုတ်ညီမဖြစ်သူကပြောသည်။ အေယာဝတီတိုင်းဒေသကြီးအတွင်ဆရာစိန်တို့တာဝန်ထမ်းဆောင်ခဲ့စဉ်အခါကနိုင်ပန်စီစတုဒိယပွဲများနှင့်ကြုံခဲ့ပူသည်ရက်ကွက်လမ်းလိုက်ထမင်းဟင်းမသည်မှုတ်ပဲတည်စာမြန်မာမုံမျိုးစုံကိုအိမ်ရှိတွင်ခင်းကျင်းထားကလာသည်မလူအယုတ်အလက်အမျက်မရွေးကြိုက်သလောက်စာအဝကြေးဒီပွဲဖြစ်သည်ဆရာစိန်တို့ဒီပင် သူကြိုက်တော့ကောင်းခြင်းနဲ့လှုပ်သည့်မှုတ်ပဲတည်စာများကိုတမျိုးပြီးတမျိုးအဝအပြည့်စားသည့်ဖြစ် နောက်ရက်တွင်ဝမ်းချုပ်၍အပူကံကဝမ်းနှုတ်ဆေးစားရသည့်ထိဖြစ်ခဲ့ဘူးသည်သူအတွက်တော့နှက်သက်စရာပျော်စရာကောင်းသောနှိပ်ပန်စေသတုတီတာပွဲများဖြင့်အမှတ်တရရှိနေခဲ့သည် အမျိုးသားနှင့်တွင်ဆရာစိန်တို့နေ့လယ်စာစားပြီးတဲ့နေ့သတုတီတာကူပွန်လက်မှတ်ကိုကန်ကာအိမ်မှထွက်လာခဲ့သည်ယဇနာလမ်းထိပ်အရောက်တွင်ပြည့်စည်ထဲ့ထားသောကျွတ်ကျွတ်အိတ်ကိုစီကန်၍လမ်းထိပ်မှထွက်လာသော ကလေးလူကြီးတတိုက်ကို တွေးလိုက်ရသည်ကျွတ်ကျွတ်အိတ်ထဲတွင်ခေါက်ဆွဲ၆ထုပ်အချိုရည်ဘူးများကိုလှမ်းမြင်လိုက်သည် ဟုတ်ပြီဟုတွေးကယတနာလမ်းထဲသို့ဆရာစိန်တို့ဝင်ခဲ့သည်တိမ်ပြီးတိမ်အိမ်ရှိတွင်ကတ်ထားသောကူပွန်နံပါတ်စည်းရင်းကိုလိုက်၍ကြည့်သည်လမ်းသာဆုံးသွားသည်သူဤကူပွန်နံပါတ်ကို ရှာမတွေ့ခဲ့ပြီ။ဟိုရှိမှထရဖီလန်ကျွတ်ကျွတ်အိတ်ကိုစီဆွဲကလမ်းထဲမှထွက်လာသူများကိုတွေ့ရပြန်သည်။ ဆရာစိန်တို့သည်တရဖီလမ်းထဲသို့ဝင်ခဲ့ပြန်သည်လမ်းအဆမှသည်လမ်းအဆုံးသို့ရောက်သည့်တိုင်သူ၏ကူပွန်နံပါတ်ကိုရှာ၍မတွေ့နေကပူပူအသက်အရွယ်ရလာပြီမို့လမ်းလျှောက်ရသည်မှာဟူတုံးကနေမတူမောပန်းသလိုခံစားရသည်ပစ္စည်းရဖို့ထက်အပြင်မထွက်တာလဲကြာပြီမို့အငိမ့်စားယူပြီးနောက်ကို့အရက်ဒေသသို့ပြန်လာချင်းပထမဆုံးချင်းစတုဒီတာပွဲအတွေ့အကြုံရအောင်ထွက်လာခဲ့ခြင်းဖြစ်သည် လမ်းမတော်လမ်းအရောက်တွင်ကျွတ်ကျွတ်အိတ်များစွာကိုဆိုင်ကယ်တွင်ချိတ်ကာကုပွန်လက်မှတ်တွေရေတွက်နေသောတပည့်ဖြစ်ခဲ့ဘူးသူမောင်ကန်သိန်းကိုတွေ့လိုက်သည်ကျွတ်ကျွတ်အိတ်တွေထဲတွင်စီဘူးတွေမှုန်ဘူးတွေကိုလမ်းမြင်ရသည်တယောက်ထဲနှင့်အများကြီးရလာပါလားဒါမှမဟုတ်လူကြုံပားကထုတ်ခိုင်းလိုက်တာတွေများလားဟုတွေးနေမိသည်ဟေးတပည့်ကြီးဆရာနံပါတ်လေးကြည့်ပေးစမ်းမအောင်ဘယ်နေရာလောက်မှများထုတ်လို့ရနိုင်မလဲဆိုတော့ ဟုဆရာစိန်တို့ကသူ့ကူပွန်လက်မှတ်ကိုထုတ်ပြသည်ကွက်တစ်ထဲကတန်လွင်လမ်းလောက်မှာဖြစ်ဖို့များတယ်ဆရာကြီးဟုတပည့်ကဓာတ်ထိပ်ပြောနေသည်ဆရာစိန်တို့နည်းနည်းလေးတော့စိတ်ပြတ်သွားသည် ထိုနေရာရောက်အောင်တော်တော်လေးရှေ့ဆက်သွားရအောင်မည်ထွက်လာမိပြီးမှတော့မထူးတော့ပြီရောက်အောင်သွားရပြီတော့မပေါ်ဟုတွေးကဆက်၍ထွက်လာခဲ့သည်တွေ့ပေပြီဟိုရှိမှတန်လွင်လမ်းနှစ်ဖူးမှဆူးထွက်လာသောချွေးကိုတုပ်လိုက်မိသည် လက်ထဲမှကုဘုံနံပါတ်ကိုကြည့်ကလမ်းထဲသို့ဝင်လိုက်သည်ဟောဒီအိမ်ရှိတွင်ကတ်ထားသောစည်ရင်တွင်သူ့ကုဘုံနံပါတ်ကိုတွေ့ရပြီသို့တော်လည်းအိမ်ရှိတွင်လူရိတ်လူရောင်ကိုပင်မတွေ့ရအိမ်ထဲသို့အတာကဲကြည့်သည်အမျိုးသမီးတူအိမ်ရှိသို့ထွက်လာသည်ဆရာစိန်တို့ကလက်ထဲမှကုဘုံဆောင်ရွက်ကိုထုတ်ပြ၍စတုတီတာလာထောက်တာပါဟုပြောလိုက်သည်နံပါတ်ကတော့ဟုတ်တယ်ဟင်းဒါပေမဲ့ အကုံလုံးကိုထုတ်ပေးပြီးသွားလို့စပွဲခုံတော်သိမ်းပြီးသွားပြီဟုပြောသည် ထိုအမျိုးသမီးကသူ့ကိုတလဲသူ့လက်ထဲကကူပွန်လက်မှတ်ကိုတလဲကြည့်ကစဝေစဝါဖြစ်နေပုံရသည်ဆရာစိန်တို့တယောက်နှုတ်ဖြားကဗုဒ္ဓဟုရေရွတ်ကသူ့တပည့်မောင်ကန်သိန်းကို မြင်ရောင်လိုက်မိသည် သူကံမကောင်းတော်လဲသူ့ညီမပြောသည့်ကံကောင်းခြင်းကို သူ့တပည့်မောင်ကန်သိန်းတယောက်ကနမယ်နှိမ့်လိုက်အောင်ကံကောင်းခြင်းတွေကိုတိမ့်ပိုက်သွားလေသလားဟုတွေးနေမိသည် ပေးကပေးဤမယကျွေးကကျွေးဤမဝဟိုးတုံးကအဝအပြည့်စားခဲ့ရသောစတုဒီတာကောင်းချင်းမှုမျိုးစုံကသာတည်ရနေမိတော့သည်ဒီလိုနှင့်ညနေပင်ဆောင်းသွားလိမ့်ပြီသူ့အိမ်ရှိရာရက်ခွက်အထိပြန်လျှောက်တည်နှင့်မိုးချုပ်ပြီးတော့မီဘိုက်ကလည်းဆာလာတစ်ဖြစ်လမ်းဘေးရှိလက်ဖက်ဆိုင်သို့ဝင်ကာလက်ဖက်ရည်တောက်သည်ဆိုင်ဖြော်လက်ဖက်ရည်ကိုမတောက်ရတာလဲကြာစာကလည်းစာနေတစ်ဖြစ် လဖဲ့ရည်ကအလွန်အရသာရှိနေသည်လမ်းလျှောက်ခဲရတဖြစ်ညောင်းညာကြိုက်ခဲနေကအမောပန်းလေဖြီလိုတဖြစ်ခက်ကြကြလေးထိုင်၍နားနေလာသည်မိုးချုပ်တီနှင့်လမ်းမပေါ်တွင်လူစီကားဆပြူလာသည်ပွဲလန်းတပင်သွားမိသူများဖြစ်သည်အခုမှပင်သူသတိရလိုက်သည်လော့စပီကာဖြစ်ကြော်ညာသည့်အလှမေပြိုင်ပွဲကဒီနေ့ညသူတော်မောင်တရှင်းစုပြိုင်ပွဲကလည်းဒီနေ့ညာ သူထိုင်နေသောလဖေးဆိုင်မှအိမ်ပြန်မိလမ်းပေါ်တွင် အလှမဲ့ပြိုင်ပွဲကျင်းပမိအားကစားယုံကရှိနေသည်သူတော်မောင်ဤတချင်းဆိုပြိုင်ပွဲကိုကြည့်လို့ဒီတိုင်အောင် သူထိုင်နေသောလဖေးဆိုင်မှဆန့်ကျင်ဘက်အလှမ်းပေးသော နေရာတွင် ရှိနေသည် ထို့ကြောင့်အပြန်လမ်းတွင်ရှိနေသော အလှမဲ့ပြိုင်ပွဲကျင်းပမိအားကစားယုံစီသို့ဆရာစိန်တို့ထွက်လာခဲ့သည်အလှမဲ့ပြိုင်ပွဲကြီးဖြစ်မြောက်ရေးတွင်မိတ်စပွန်ဆာကတော့ စိန်လျာဝေဖြူစိန်ရွှေဇနာဆိုင်ကဖြစ်ပြီးကိုစပွန်ဆာကတော့စင်းရနဲ့တင်းပြန့်အလှကုန်လုပ်ငန်းကဖြစ်ပါတယ်။ဒါအပြင်မိတ်ကပ်စပင်အလှပြင်ကိကိနဲ့အဖွဲ့လက်ဝဲယဒနာအစဉ်ပြင် ချောချောနဲ့ညီမများဖက်ရှင်ဒီဇိုင်နာယမင်းခင်တို့ကပါဝင်အားဖြင့်ကူညီပေးထားကြပါတယ်။စုချင်းငွေများဖြင့်ပထမစုငွေကျပ်30ဒုတိယစုငွေကျပ်55သိန်းတတိယစုငွေကျပ်10သိန်းနဲ့ အလှမဲ့စူပေါင်းများစွာကိုချင်းမြင့်မှာဖြစ်ပါတယ်။ပွဲစတင်ချိန်တွင်အခမ်းအနားစီစဉ်ကြညာသူပြောလိုက်သောစကားကိုကြားလိုက်ရသည့်ဖြင့်ဆရာစိန်တို့အံ့ဩသွားရသည်။စူကြီးတွေကနင်းနင်းနောနောမှမဟုတ်ပါကလား။ယုံသေးသူ ဝင်လိုက်သည့်နှင့်မိရောက်ဆုံးတွေကတဖိတ်ဖိတ်တလက်လက်ဖြင့်ဝင်းလက်တောက်ပနေသည်။မိမောင်းတွေမိစလိုက်တွေကဟိုဒီဝေယံကပွဲခင်းတစ်ခုလုံးကိုဖြန့်ကျက်နေသည်။ ွဲကြီးပြိတ္တကဝင်လာမဆဲတဲသေးမှုဆရာစိန်တို့ဒီလဲလူအုံနဲ့တူရောပါကရှေ့ကိုရောက်မှမသိရောက်လာခဲ့သည်ရှေ့တွင်ထိုင်ကုန်များခင်းထားသည်မှုရှေ့ဆက်မတူးနိုင်တော့လေပွဲစတင်နေပြီဖြစ်၍လူသူတို့ဒဏ်ကိုတော့ခံနေရသည်ကွိကွိတို့သားမိလဲဒီဘဲကိုလာကြည့်တာလားကလေးကတင်ရီတွေကြာနေလိုက်တာရင်ဘတ်တစ်ခုလုံးဆူရွှဲနေပြီတင်ရီခံလိုက်ပါလေတတ်ထားပေးပါလား ယာဒီဥဒုကအေးလာတော့အတော်ကြာအေးမိပြီးဖျားနာအောင်မယ်ဟုပြောတဲ့ကိုကြားလိုက်သည်ဆရာစိန်တို့ပြီးမှလူငယ်ကကလေးချီထားသောမိန်းကလေးကိုပြောနေခြင်းဖြစ်သည်အမလေးလေးကလေးကိုတော့တည်ရကြတယ်လို့တော့ပြောတယ်နင်းကြတော့ဟွန်းနင်းကိုခုနကလေးကပွဲခင်းထဲဝင်လာတာကိုလှမ်းသွေးလိုက်ပြီးသားမျက်လုံးကိုပြူးထွက်ပြီးပါးစပ်ကအဟောင်းသားနဲ့ငါ့ကိုတော့မမြင်ဘူးမဟုတ်လားကလေးလိုတည်ရတမ်းများမကြခင်တည်ရခံဝေးရမှာက လူပြိုတိုးကြီးဥမြုံစီလို့ပြောလိုက်စမ်းမသားလေးရဲ့အာဒီခွိခွိမတယောက်ကတော့သူများကိုပြောရမယ်ဆိုရင်ပိတ်တလေးနဲ့ဘေးပစ်တာထက်ဆိုးသေးတယ်ဟုလူငယ်ကပြောသည်လူကြားသူကြားတဲ့တွင်အပြောခံရတဲ့ဖြစ်မျက်နာနီမြန်းက ရှက်သွားပုံရကြောင်းမီးရအောက်တွင် မြင်တွေ့လိုက်ရသည်သားတဲ့အမီမိန်ကလေးစကားကထိုလူငယ်ကိုတာမကဘေးတွင်ရက်နေသောဆရာစိန်တို့ကိုလေဝိကဝိုက်ကာ ဝေဝိုက်ကထိမှန်သွားသလိုခံစားရသည် သူ့လိုအရွယ်ကဒီလိုပွဲခင်းထဲမှာရှိနေခြင်းဒီပင် အပြောခံရစရာဖြစ်နေမှာပဲဟုတွေးကစိတ်ထဲတွင် မလုံမလဲဖြစ်မိသည်ထို့ကြောင့်တဖြည်းဖြည်းနောက်ပြန်ဆုတ်ကပွဲခင်းထဲကပြန်ထွက်လာခဲ့သည်ယုံထဲမှထွက်လာပြီးနောက်အိမ်ပြန်ရောက်လင်ထမင်းနဲ့စားရန်ပွဲစည်းတမ်းမှအကျော်ဝယ်၍ပြန်ခဲ့လေသည်အီယာနဒီပန်းချန်ရှိသောအယောက်လူအများသွားလာနေသည်ကို တွေ့ရသည့်ဖြစ် ဘာပွဲများရှိနေပါလဲဟုတိလိုတဖြစ်ပန်းချံတွင်သို့ဆရာစိန်တို့ဝင်ခဲ့သည်ကတ်ထားသောကြောညာကိုတွေး၍ဖတ်ကြည့်လိုက်ရာ အမျိုးသားနှင့်ထိမှန်စာစီစာကုန်းပြိုင်ပွဲစုပေးပွဲနှင့် စာပေဟောပြောပွဲဆိုပါလားဆရာစိန်တို့စိတ်ဝင်စားသွားသည်ကျွန်တော်တို့တို့ရဲ့မိဘဘိုးဘွားတွေဟာအစတားဆင်မြေဆက် အစဉ်ဆက်တို့ရဲ့ရင်ထင်းအသေးထဲမှာမြင့်ဆွေးအောင်တည်ရှိနေတာကတော့အမျိုးသားရေးစိတ်သက်ပဲဖြစ်တယ်ကိုယ်ယဉ်ကျေးမှု စာပေဓလေ့ထုံးစံတွေကိုလေးစားမျက်နှာတံပိုးထားတဲ့ခြင်းကအမျိုးသားစိတ်ရဲ့အခြေခံအကျဆုံးလက္ခဏာလို့လည်းဆိုနိုင်ပါတယ်။ဟောပြောပွဲမှာထွက်ပေါ်လာသောအတန်ကလေထဲမှပြန့်လွင့်လို့လာသည်။ဆရာကြီးပါလား။ဟိုးရှိမှထိုင်ကုန်ရှိပါတယ်။ကျွန်တော်လိုက်ဖို့ပေးပါမယ်။ဟုပြောလိုက်သောအတန်ကြောင့်ဆရာစိန်သူကသူ့နားသို့ရောက်လာသောသူကိုကြည့်လိုက်မိသည်။မောင်ကြီးချမ်းပါလား။နေပါစေကွယ်။ ဒီကနေပဲနားထောင်ပါမယ်။ဒါနဲ့ဒီပွဲချင်းမတာအတန်မကြပါမကြတိတ်တိတ်ဆိတ်ဆိတ်နဲ့ကြိုပြီးမသိခဲ့ရဘူးဟုအလှမဲ့ပြိုင်ပွဲကဲ့သို့လှဲ့လေကြုံညာတန်ကိုမကြားရ၍တပည့်ဖြစ်ခဲ့ဖို့သူမောင်ရီချမ်းကိုမေးလိုက်ခြင်းဖြစ်သည်။ဒီလိုပါဆရာကြီးကျွန်တော်တို့ရက်ွက်စာကြီးတိုက်မှာ စာဖတ်သူတွေဆုံကြရင်ကဒီပွဲလေးလှုပ်ရရင် ကောင်းမယ်ဆိုပြီးတိုင်ပင်ညာကလှုပ်ဖြစ်သွားတာပါ။ပွဲတစ်ပွဲဖြစ်ဖို့ကငွေကြေးလက်လိုသေးတယ်။ ်အေးအဲ့ဒါတော့ဟုတ်တယ်ငွေကြေးတိတ်မတတ်နိုင်ပေမဲ့ပွဲဖြစ်မြောက်ရေးအတွက်နေရာထိုင်ခင်းအခမ်းအနားပြင်ဆင်ရေးကိုဥကြာကြီးဥဆောင်တဲ့အနှေးရင်လှုပ်သားများဖွဲ့စာရေးဆရာများကြိုးစိုးနေရာချထားရေးကိုဥဆောင်မတူဥဆောင်တဲ့ကုံတင်ကုံချအလုပ်သမားများဖွဲ့ဧကံကျွေးမွေးရေးကိုဒေါ်စိမ့်စိမ့်ဥဆောင်တဲ့ကုံစိမ့်စည်းတဲ့များဘွဲ့စာစီစာကုန်းပြိုင်ပွဲအကဲဖြတ်စုချင်းမြင့်ရေးကိုဆရာဦးရဲဝေဥဆောင်တဲ့ဆရာဆရာမများဖွဲ့တွေက အားလုံးဝိုင်းဝန်းပြီးဆောင်ရွက်ခဲ့ကြတာပါမြန်ပြည်သလွားဟူပွဲစပွန်ဆာဒီပွဲစပွန်ဆာစသဖြင့်စပွန်ဆာမျိုးမျိုးရှိကြသည့်နဲ့ဒီရက်ကွက်မှသူတို့တွေကရှာရှာပါပါသူရသောစာပေပွဲစပွန်ဆာများဖြစ်သည်ထိုပွဲလေးဖြစ်မြောက်အဖက်ဖက်မှဝိုင်းဝန်းပံ့ပိုးကူညီသော စာပေချစ်သူများကိုချီးကျူးမိလေသည်ကောင်းလိုက်တာကွာအခုလိုလုံနိုင်တာကိုဆရာကြီးချီးကျူးပါတယ် ဒါနဲ့စာစီစာကုန်းပြိုင်ပွဲစုကိုဘလောက်ချင်းမြင်ပေးနိုင်လဲဟုဆရာစိန်တို့ကကြားသိခဲ့ရသည့်အလမေပြိုင်ပွဲနှင့်တချင်းစုပြိုင်ပွဲများအတွက်စုချင်းငွေကိုတရိယာကမေးလိုက်ခြင်းဖြစ်သည်ပထမစုကို2000ကျပ်ဒုတိယစုကို15000ကျပ်တတိယစုကို1000ကျပ်နဲ့ဂုံပြူလက်မှတ်တွေပဲချင်းမြင်ပေးနိုင်ပါလေဆရာကြီးကြားလိုက်ရသောစကားကြောင့်ဆရာစိန်တို့အတော်ပင်စိတ်မကောင်းဖြစ်မိသည် အခုပွဲမှာလာနာထောင်တဲ့ပြိသက်ရှိတာကိုသိရတယ်။ဒါကတပည့်တို့ရက်ွက်စာကြည့်တိုက်ဖွဲ့ရဲ့အောင်မြင်မှုပဲ။နောင်ကိုကိုအခုလို့ပွဲမျိုးလုပ်ဖို့အစီအစဉ်ရှိလား။လာမယ့်2ဒေါ်လာဆန်တရက်စာဆိုတော်နေ့မှာ စာပေပြန်ပွဲ၊စုပေပွဲနဲ့စာပေဟောပြောပွဲလုပ်ဖြစ်လိမ့်မယ်လို့တော့တိုင်ပင်ထားတယ်ဆရာကြီး။ဒါဆိုရင်စာဆိုတော်နေ့မှာလုပ်မဲ့ပွဲအတွက်ဆရာတတ်နိုင်တဲ့လောက်ပါဝင်ကူညီမယ်ကွာ။ ဟုဆရာစိန်တို့ကပွဲဖြစ်မြောက်ရေးအဖွဲ့မှတပည့်ဖြစ်သူမောင်ရီချန်းကိုပြောလိုက်သည်ဆရာစိန်တို့စုဆောင်းထားသည့်ပင်စင်စုချင်းတွင်အငိမ့်စားလှစာချွေးနှဲစာထင်းမှတက်နိုင်သည့်ပံ့ပိုးကူညီလိုစိတ်ဖြစ်ပေါ်လာခြင်းကြောင့်ပြောလိုက်ခြင်းဖြစ်သည်ယခုလိုစာပေနှင့်ပတ်သက်သော ပွဲမျိုးတွင်မြန်မာစာပေကိုချစ်မြတ်လို့သောမြန်မာစာပြဆရာတယောက်ဖြစ်ခဲ့သောဆရာစိန်တို့နှင့်ဖြင့်အားသက်သျောပံ့ပိုးကူညီအားပေးရပေလိမ့်မည် ထိုကဲ့သို့ပံ့ပိုးကူညီအားပေးလိုခြင်းမှာစပွန်ဆာတယောက်ဖြစ်လို့ရမဟုတ်ကြောင်းဆရာစိန်တို့ကိုကိုကိုအသိဆုံးပင်ဖြစ်လေတည်းကျော်လွင်ဆက်မှုဟုတ်ကဲ့ပါခင်ဗျာဒီနေရာလေးမှာပဲဆရာကျော်လွင်ဆက်မှုရေးသားထားတဲ့စပွန်ဆာဆိုတဲ့ဝှက်ထုဇလံလေးပြီးဆုံးလို့တော့ပါပြီခင်ဗျာ နားဆင်ပေးသူအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ